တ်တိလက်ရှိကိစ္စကတော့တော်တော်စပင်းတော့ဘူးချိမမတိခဲ့ဘူးရတယ်မှာဘလောက်တောင်ခါရောက်လိုက်ပြီအေးထိုင်နေဒီကယောဂကနေမှာတကယ်နေခက်တော်နေရတယ်လေလူနေမှုတွေမတန်းရှင်းတဲ့အတွက်အရေးသားယောဂတွေဖြစ်စစ်စင်ရေလောက်တဲ့အချိန်နိုင်ငံတော်တမရယုံတည်တောက်ကိုတော့မပေးပုံရင်ခိုင်းမဲ့တဲ့သူတို့ထုတ်ပြန်တဲ့တည်ကိုနိုင်ငံတော်တမရယုံကထုတ်ပြန်နေရတဲ့အချိန်မှာအဲ့ဒီမပူတူဆိုတဲ့ကောင်မလေးရဲ့ဗဇက်ကိုဘဒုလော်ကြီးခေါ်လာလို့အတံမထွက်တာလေအဲ့ဒီအချိန်မှာရခိုင်ပြည်နယ်စစ်ဘေးရှောင်တွေဘာကြောင့်စိတ်ဝင်စားခဲ့တာလဲ ရခိုင်ပြည်နယ်ပုံတိုင်းတိုက်တဲ့အချိန်ငါတို့က white lure တွေတည်းကအဲ့ဒီအချိန်မှာမဟုတ်တူရခိုင်ပြည်သူတွေပုံတိုင်းဘေးအန္တရာယ်ကြာပြီးတော့ဒုက္ခတွေရောက်နေတယ်၊ကူညီကြပါ၊လှုပ်ကြပါ၊ဘာကြောင့်မပြောခဲ့တာလဲ။ဒီလိုတွေကကာလအချိန်နဲ့နော်။ဒီလိုရွေးပြီးတနာချိန်တဲ့အချိန်မှာတနာတာနော်။ဟုတ်လား။စောက်ချက်တည်းလည်းမရှိကြဘူးလား။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့စစ်တပ်စခန်းတွေတိုင်းခန့်တီမှာစစ်ပေးရှောင်အရေးတွေပူနေတဲ့မပူတူမဟာသွေးကိုအမေသားကြီးကိုစီမဆုံးမလိုက်ဒီမှုအဆုံးထိ နားစင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာတို့ကလက်ရှိမှာကဘာကြီးကိုမြင်အောင်ကြည့်မယ်ဆိုရင်ကျမတို့အိမ်ကြီးချင်းအမီးနားမှာတဲ့ငယ်ဆက်အငင်းပွားမှုပြဿနာကြီးအင်မတန်ကြီးကျယ်နေတာဖြစ်တဲ့အတွက်ကျမတို့ကမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုပါတယ်ဒါပေမဲ့ဒီဖြစ်မိတာတွေကအဲ့ဒီလိုမျိုးတရင်မျိုးဖုံးကွယ်ထားဖြစ်မိတယ်ဟုတ်ကွယ်ထားပြီတို့ဘာပြောလဲအထိုင်းမြန်မာနယ်စပ်မှာကင်းအယူဟာစစ်တပ်စခန်းတွေကိုဘလို့တိုက်လိုက်တယ်ဆိုတာလောက်ကိုတို့မှာပြဝါရဖြစ်ကြတာဝါရဖြစ်တယ်ဆိုတဲ့စကားကမဟုတ်ပဲနဲ့ဟုတ်တယ်လို့လိန်ညာလီတယ်ပြီးတော့ပြောတာဝါရဖြစ်တယ်ပေါ့ဟုတ်တယ်နော်ကျွန်တော်ဒီဗီဒီယို ီဗီဒီယိုဖိုင်ကိုကျွန်တော်ဒီအချိန်လောက်ချင်ကျွန်တော်အပြည့်စုံတော့နားထောင်သားပါဘာကြားဖြတ်နားထောင်အဲ့ဒါဝါထဖြတ်နေဆိုတဲ့ဟာကလက်ရှိစစ်ကောင်စီလူမဟုတ်တာတွေကိုဟုတ်ပါတယ်ဟောလို့ဝင်းနေပြန်အောင်ဆရာတော်ကြီးကိုစစ်တပ်ကပြစ်တက်တယ်ပြစ်တက်ပြီးတော့ဒရိုက်ဘာကိုတနတ်ထောက်ပြီးတော့မှတ်တမ်းဗီဒီယိုရိုက်တယ်လက်ကိုပတ်တီးကြောက်ပတ်တီးအတုပတ်ပြီးတော့ဘာလို့ခိုင်းလဲဒီဆရာတော်ကြီးကိုပြစ်တာဒီ PDF ပြစ်တာဘာလို့ဒရိုက်ဘာတက်တော့လမ်းနဲ့ထွက်ဆိုပြီးတော့လိန်ညာပြီးတော့ဗီဒီယိုရိုက်တယ်အဲ့ဒီဗီဒီယိုနိုင်ငံတော်အဆင့်မြောက်ဒီလိုမြမအတန်လိုကနေထုတ်လွှင့်ပြတ်ပါတယ် PDF တွေကဝင်းနေပြန်အောင်ဆရာတော်ကြီးကိုပြစ်တာပါဆိုပြီးတော့အဲ့ဒါကိုမှ ဝါထားဖြတ်နေခေါ်တယ်လက်ရှိခိုင်းညမာနယ်ဆက်ခီခီစခန်းလို့နော်ဘလက်ဒိုစခန်းလို့စတဲ့ဖြစ်ဒီရက်ပိုင်းအသွင်းမှာနေဝိုင်းတိတ်လိုက်တဲ့စခန်းတွေအားလုံးကိုတိမ့်နေတိမ့်နေလို့ခစ်တစ်တို့ဘာတို့ကနေတင်ခဲ့တဲ့တပင်းတွေဒီမတိမ့်မဲနဲ့တိမ့်နေလို့ဝါထားဖြတ်နေလားတိမ့်ခံထိလို့တိမ့်နေလို့တင်ပြတာအမှန်ကိုပြောရရမယ်လေဟုတ်တယ်မလားရှုံးလို့တိမ့်ခံထိတိမ့်ပါနေတို့ဘက်ကလေနေတို့ဘက်မှာလူမပီတာတဲ့ပထမဦးဆုံးတစ်ချက်ကအဲ့ဒါပဲယောက်ျားတွေရောမိန်းမတွေရောအကုန်လုံးကအရှုံးကိုလက်မခံရဘူး နော်အဲ့ဒီကစပြီးနေတော့မှလူမပီးသားအရှုံးဆိုတော့လက်ခံရေးရတယ်တိလားရှင်ပြိုင်နေတဲ့မှာနိုင်နိုင်မနိုင်ရှုံးပဲဒါပေမဲ့လက်ရှိမေအောင်နိုင်ရဲ့ခွေးစစ်တက်ကတော့နိုင်နိုင်မနိုင်ရှုံးနိုင်နဲ့မနိုင်ရှုံးနဲ့မရှုံးဆိုထွက်ပြေးတယ်အဲအဲ့ဒါထွက်ပြေးတဲ့ခုပိုးနေတယ်နော်အဲ့တော့အရှုံးကိုလက်ခံတတ်ဖို့လိုတယ်ဝါရပြန့်လာမဟုတ်ဘူး KNU ကထိုင်းမြန်မာနယ်စပ်စခန်းတွေတိမ့်နေဆိုတော့ဝါရပြန့်လာမဟုတ်ဘူးတိမ့်တဲ့တဲ့င်းကိုတိမ့်တယ်လို့တင်ပြတာနော်တကယ်ဒီလိုအရေးကြီးတဲ့ကိစ္စတွေじゃသူတို့ဖုံးဖိထားကြတယ်နော် ဒီလိုနေရာမှာဆိုလို့ရှိရင်ကရန်ယူကဘယ်လိုမျိုးစခန်းတင်လိုက်ပါလဲဘယ်လိုအောင်ပွဲတွေရပါလဲပဲပြောတယ်အဲ့ဒီကရန်ယူနေနေမှာလူတတန်းကျော်စစ်ပြီးဒုက္ခတွေဘဝမှာအိုးမဲ့အိမ်မဲ့အစားမဲ့အချင်းမဲ့အနေမဲ့အစားတောက်တွေနဲ့ကုသခြင်းဆေးဝါးတွေနဲ့နော်နမ်မွန်ခါမတဲ့တက်တီဆိုင်နေတဲ့ဒုပိတ်တန်တော့ကဲတက်တာကဲရောခံတော့ကဲသုံးပါးကိုကျုံ့ပြပြီးတော့ဒုက္ခကိုပြောတဲ့ဆီရဲ့ကိုညက်နေတဲ့ပကတိရှိတရားကိုဖုံးမထားကြတယ် ငါမေးပါဦးမယ်အဲ့ဒီဟာကကရင်ပြည်နဲ့အပါအဝင်တိုင်းသားဒေသတွေမှာအကုန်မှဖြစ်နေတာလားနှစ်ပေါင်း60လုံးဖြစ်လာတဲ့ဒုက္ခလားဖြစ်စစ်ဘေးဒုက္ခနဲ့စစ်ဘေးရဲ့ဒုက္ခကိုခံစားရတာကရင်ပြည်နယ်မှာဒီနေ့မှခံစားရတာလားနှစ်ပေါင်း60လုံးခံစားလာရတဲ့ဒုက္ခလားပြုံးနေတယ်ကရင်တွေကရင်မခုန်တော့ဘူးတဲ့ပြအောင်ငါဖျက်တယ်တိလားငါတို့စစ်ဘေးဒုက္ခတွေဘုံစံတွေကြီးစံတွေကြားထဲမှာ ထမင်းတလုံးကိုစားလာကြရတာလေနှစ်ပေါင်း60ရှိပြီတဲ့တိလားဒီနေ့ခေတ်ငါတို့တွေအဲ့လိုမသိနိုင်ခဲ့လို့အဲ့လိုမအောင်မြင်လာခဲ့လို့ငါတို့တွေသားတွေသမီးတွေလက်ထက်ထိအဲ့ဒီဒုက္ခကပါလာတာလေဒီနေ့ငါတို့ခေတ်မှာအပြတ်ဖြတ်မယ်တဲ့နော်စိုက်တော့ချတယ်ဒါကြောင့်မလို့ KNU ကတိန်းတာရှင်းတာမလောင်နဲ့တိလားဒီနေ့မှထပ်ပေါ်တဲ့စစ်ဘေးဒုက္ခတွေဆိုရင်တော့အခုလိုစကားလာပြောလေဟုတ်တယ်မလားတတလုံးပြစ်လာတာလေနေဆက်ဒေတာတောက်လျှောက်ကိအင်းစစ်ဘေးဒုက္ခတွေစကားနေဒီလိုတွေပဏ္ဍကစောက်တက်ထွက်လေဟမ်ကဲပြောလေ ိတ်လက်ထက်ကောင်မရှိဘူးလားတန်းရွှေလက်ထက်ကောင်မရှိဘူးလားဟမ်ရှင်းနေတယ်ဟုတ်တယ်မလားအဲ့ဒါကိုပြောချင်တဲ့နဲ့စမပြောနဲ့လေဟုတ်တယ်မလားအဲ့လိုမျိုးလေးအတက်ထားတော့အခုမှဒီစပေးတော့ကလေးပေါ်လာဆိုတော့မျိုးဘောဟုတ်တယ်မလားဟမ်ဘာလဲတိတ်နဲ့တန်းနဲ့ညက်ပြက်နေဟုတ်လားကတ်ကတ်ချီတော့မှဩဃာတာဩဃာတာကာယကံဝစီကံလားဟမ် နော်ဘက်ကတိလက်ရှိကြီးရဲ့တန်းတန်းကြောင့်စပီတန်းကြောင့်ဒီမှာမသိခဲ့ဘူးရတယ်မှာတလောက်တော့ဒုက္ခရောက်လိုက်တယ်နေထိုင်နေလည်းရောက်ပါတယ်ဒီမှာဖြစ်နေနေဖြစ်တော့မရရယ်လေလူနေမှုတွေမတန့်ရှင်းတဲ့အတွက်အရေးပြာယောဂတွေဖြစ်တယ်ကူးဆက်မြေအရေးပြာယောဂတွေဖြစ်တယ်မန်းပြက်ဝါရှော့ယောဂတွေဖြစ်တယ်ခလေးတွေတွန်းတော့ဘွေးဖြစ်မယ်ဟုတ်တယ်အခုမှတည်တာလားဟုတ်လားအရင်ကမသိဘူးလားအရင်ကဝမ်းရှော့ဝမ်းပြားလို့ဟုတ်လားဒီနှစ်ပြားလို့တုတ်ကွေးတို့ဆက်မဖြစ်စီမေးချောင်စခန်းနေမှာမဖြစ်ကြဘူးလားနော်ကင်းပြီးတော့တက်တက်လုံးဖြစ်လာတာအရင်ကကဆိုဖလူမဲ့ဘူးတော့မရှိဘူး အခုခင်မထိုင်းမရရောက်တဲ့ပြည်သူတွေပွင့်လင်းမြင်တာနဲ့ခင်ဗယ်စီဘေးရှောင်စကားမှာဘလောက်လုံးနဲ့ထိုင်းရလူတွေဝိုင်းလူမလေးရှားလူတွေဝိုင်းလူအရင်ခင်ကအဲ့လိုလူမဲ့လူတော်မရှိဘူးပြန်လှည့်အောင်လေဘာအခုမှတည်ရင်တော့လာလားတဆရာဆရာမကြီးရင်ဟင်းစပြန်ထိုင်းဟမ်ဘာလဲထင်းနဲ့ဘရက်ဒီမနဲ့ဘရိုင်းကြီးဝင်လို့လားအခုမှထားပြီးထားဖြစ်ကောင်ဟမ်အကျန်းဖက်စစ်ကောင်စီမှကျင်းပရန်ပြင်ဆင်နေသည့်အတုအယောင်ရွေးကောက်ပွဲကိုနိုင်ငံရေးနီလန်းအရာတခဲနဲ့ဆန့်ကျင်တိုက်ဖြတ်သွားမည်ဖြစ်ကြောင်းသခိုင်းတိုင်းဒေသတပိတ်အင်အားစုပထမအကြိမ်မြေပြင်ကြီးလာခံကသဘောထားထုတ်ပြန် အကျန်းဖက်စစ်ကောင်စီမှကျင်းပရန်ပြင်ဆင်နေသည့်အတုအယောင်ရွေးကောက်ပွဲကိုနိုင်ငံရေးနီလန်းအရတခဲနဲ့ဆန့်ကျင်တိုက်ဖြတ်သွားမည်ဖြစ်ကြောင်းစကိုင်းတိုင်းဒေသတပိတ်အင်အားစုပထမအကြိမ်မြေပြင်ညီလာခံကသဘောထားထုတ်ပြန်ပါတယ်စကိုင်းတိုင်းဒေသတပိတ်အင်အားစုပထမအကြိမ်မြေပြင်ညီလာခံကို2025ခုနှစ်မတ်လ25ရက်နေ့မှ26ရက်နေ့အထိ နရက်တိုင်တိုင်းအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးစကိုင်းတိုင်းဒေသအသီးသီးမှလူထုလှုပ်ရှားမှုကိုဆောင်ရွက်နေကြသောအဖွဲ့အစည်း38အဖွဲ့ကကိုယ်စလဲ60ဦးတက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။စကိုင်းတိုင်းဒေသတပိတ်အင်အားစုပထမအကြိမ်မြေပြင်ကြီးလာခံမှစကိုင်းတိုင်းဒေသတပိတ်အင်အားစုဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကိုအတည်ပြုနိုင်ခဲ့ပြီးအထွေထွေလုပ်ငန်းကော်မတီနှင့်ရေးရကော်မတီများကိုဖွဲ့စည်းတာဝန်ပေးအပ်နိုင်ခဲ့ပါတယ်။ 2008ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆက်နွယ်သောမြတိနိုင်ငံရေးဖြစ်စဉ်ကူမှလက်ခံမည်မဟုတ်ပဲအကြံဖက်စစ်ကောင်စီမှကျင်းပရန်ပြင်ဆင်နေသည့်အတူအယောင်ရွေးကောက်ပွဲကိုနိုင်ငံရေးနီလန်အရာတခဲနဲ့ဆန့်ကျင်တိုက်ဖြတ်သွားမည်ဖြစ်ကြောင်းပါဝင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အပါအဝင်တော်လှန်ရေးအင်အားစုအသီးသီးဆင်နွှဲနေသောခုခံတွန်းလှန်စစ်ကိုအပြေအဝါထောက်ခံပြီးစူးစီးညီညွတ်မှုဖြင့်ဆက်လက်တိုက်ပွဲဝင်ကြရန်နှင့်တော်လှန်ရေး၏စနစ်မှုများ ခြင်းဝင်များကိုလေးစားလိုက်နာကြပါယံပြည်သူလူထုကိုစားတောင်းဆိုအပ်တယ်လို့ထုတ်ပြန်ပါတယ်။တကယ်လုံးဖြစ်လာကြတာနင်တို့တွေစောက်ပေါက်တွေပြည်ချောင်ဆောင်နင်တို့ပြောချင်တဲ့ချိန်ကျမှချက်ချင်းဘာလဲလောင်ပြမနေနဲ့ကုံအောင်တိမ့်မှမဖူနဲ့ဟာစခန်းခတိမ့်မှစီးတဲ့စခန်းတွေတိမ့်မှနင်တို့ပါဇက်ပေါက်ကစစ်ဘေးရှောင်ဆိုတဲ့စက်ပေါက်ထွက်လာတာဟမ်တကယ်လုံးပြည်သူတွေဒုက္ခရောက်နေနင်ပါဇက်ဘာနဲ့ဆိုထားလို့လဲဘယ်လော်ဆိုထားလို့လဲကောင်ပြောပါဟမ်ငမေးတာကြည့်နင်ဘယ်လော်ဆိုထားတယ်တကယ်လုံးဟမ်အဲ့ပါဇက်ပေါက်ကမပြောဘဲနေခဲ့တာစစ်ဘေးရှောင်ကဒီနေ့မှပေါ်လာတာတကယ်လုံးစစ်ဘေးရှောင်မရှိဘူးလား ီတို့စကားနဲ့ခွေးစကားတိုင်းကနေပြီးခွေးပြေးဝက်ပြေးထိုင်းနေဝင်ပြေးရမှာချက်ချင်းစစ်ပေးချောင်းတကောင်ဒီရှစ်ထွက်ပြီးတော့ပြောရဲကြီးတယ်ခွထားရောချစ်တယ်ရောတော့ကူတာများစေးဝါမရှိနေတော့မတည်တဲ့မှအတေအတက်တွေထပ်ပြီးတရားလူချက်ချင်းလူတို့ကဆိုရဲကြီးတို့မျိုးလူတို့ရဲ့ကလေးကချစ်ကလေးပါရင်နော်ကင်းပြီပါဘယ်လိုစကားကိုဘယ်လိုတိုင်းပါလဲဆိုတာမျိုးကိုဒါဦးစားပေးပြီးဖုံးပြကြမယ်ရတယ်မဟုတ်ဘူးဒီလိုခက်ခက်ကြီးပတ်နေမရတော့ရောမီကမလေးနားမလို့လည်းလမ်းကန်တော်လာမှုမဟုတ်ခင်တဲ့ကို ်ဦးတယောက်ကောင်းစားရေးအတွက်လက်နက်ကင်ပုံကန်ကြတယ်ကျင်းနောင်းနဲ့လူမျိုးရေးဆောက်ရောက်နေတယ်ကျင်းနောင်းနဲ့လူလူမျိုးရေးအစွန်းရောက်လာမရောက်လားတော့မသိဘူးနော်ကရင်လက်နက်ကင်ဘွယ်ကဗမာတွေတပေါ်ဝင်ပြီနော်ခြံနေကြတော့အဲ့ဗမာတွေကတာလာဘောဟင်းခွာပြီးတုံနေတာပဲနော်မပူနဲ့နော်ရခိုင်တွေလက်ရှိတယ်နော်မပူနဲ့တိလာမောင်သောကတို့ဗမာဗမာတို့ဟိုနေ bibi ale အဝတ်တော်မှရှိတယ်တိလာမပူနဲ့လူမျိုးရေးနဲ့မိုင်းတိုက်လို့မရတော့ဘူးကောင်းပါလေနနာတယ်တိလာစစ်ကောင်းပါအေးဆိုရင်ကြည့်ပါ ီစကားဟာကြောက်ပြူမှာအီရကဘလို့လို့တက်ခတ်တိမ့်မှလာနေတော့ရေအဲ့ဒီရခိုင်အင်းထဲမှာအီရတိုက်ပွဲကြောင့်လူ6သိန်းကျော်ဆက်ပြီးဒုက္ခတွေပေါ်မှာရောက်ပြီးတော့အဲ့ဒီလူ6သိန်းကျော်ဆက်ပြီးဒုက္ခတွေပေါ်မှာရောက်ပြီးတော့ယောဂတွေဖြစ်ကိုသားကြယောဂယောဂတွေကိုခုတည်းကစေဝါမရှိတော့ဒုက္ခပင်နေဝင်အဲ့ဒီအစိုးရလက်ထက်ကစစ်တပ်ကရခိုင်မှာနော်စစ်စေးရေလုတ်တဲ့အချိန်နိုင်ငံတော်တမရရုံးတည်င်းတောက်ကိုတော့မှာပေးပုံရင်ခိုင်းမင်းနဲ့ ူတို့ထုတ်ပြန်တဲ့သတင်းကိုနိုင်ငံတော်တမတာရုံးကထုတ်ပြန်နေရတဲ့အချိန်မှာအဲ့ဒီမက်ပူတူဆိုတဲ့ကောင်မလေးရဲ့ဗဇက်ကိုဘဒုလော်ကြီးခေါ်လာလို့အတံမထွက်တာလေအဲ့ဒီအချိန်မှာရခိုင်ပြည်နယ်စစ်ဘေးရှောင်တို့ဘာကြောင့်စိတ်ဝင်စားခဲ့တာလဲရခိုင်ပြည်နယ်ပုံတိုင်းတိုက်တဲ့အချိန်မှာတို့ကဝိုင်းလူပါတွေရဲ့တရားအဲ့ဒီအချိန်မှာမက်ပူတူရခိုင်ပြည်သူတွေပုံတိုင်းဘင်းအန်နေကြပြီးတော့ဒုက္ခတွေရောက်နေတဲ့အကူညီကြမှာလူကြပါဘာကြောင့်မပြောခဲ့တာလဲဒီလိုတွေကကာလအချိန်နဲ့နော်ဒီလိုရွေးပြီးတနာချင်တဲ့အချိန်မှာတနာတာနော်ဟုတ်လားစောက်ချက်တကယ်မရှိကြဘူးလား ဲ့ဒီကွနဲ့မရတော့ဘူးဒီနေ့ခင်မှာနော်မပုထုခင်ဗျားတို့ဖုံးပြထားကြတယ်ဒါကြောင့်မို့အေအေကရခိုင်လူတက်ကိုမျက်နှာမူတယ်လက်လက်တိုင်တဲ့အဖွဲမော်ရခိုင်ဟုတ်ပြောချင်တာရခိုင်ရူစီပန်းပြနေတဲ့စစ်သူချောက်ဖက်တာဖြစ်တယ်အာဟဲ့ခမရဟဲ့အေးအေးရမင်းတို့ပြောနေရောမဟုတ်ဘူးမင်းချက်ခိုင်လူတို့ကိုစားမပြူတဲ့နော်တရားမှာကဟုတ်တယ်လို့ပြောပြလိုက်တိလားခံမင်းင်းနဲ့နောက်ခုကကိုမင်းတော်ညာမင်းစစ်စင်ကြီးကိုမင်းတော်ညာမင်းစစ်စင်ကြီးကိုဓမ္မပတဲ့အညာသားပတဲ့ဒီပေါ့ကိုလူမျိုးမိမိတို့ ဒေတာမျက်စိကပြစီကြောင်လုပ်နေကြတယ်။ဒါမှမဟုတ်သူတို့ပြောတာကရှမ်းမဆစ်စီရှမ်းမဆစ်စီရင်းနဲ့ပလောင်ကသူတို့အညာဘက်တွေကကကူတိုက်တော့မှမလေးလေး PDF ကိုရှမ်းမဆစ်စီရင်းအမိနဲ့ပလောင်လေးကကူတိုက်တယ်တော့မလေးလေးကိုတိုင်းအောင်မလို့ပြောတယ်။လက်ရှိမှာပလောင်လေးကိုယ်တိုင်ကပလောင်ငိုးတဲ့နောက်ချိုးဖြစ်ပြီးတော့နောက်ချိုးမှာအလောင်းရှက်ပေါင်ထပ်ပြီးပလောင်လေးကိုယ်တိုင်တင်ញိုင်းနေဘူးနော်တင်ញိုင်းကောင်မှအယိုးကြီးချက်နေတဲ့ခါကျတော့မဟုတ်နောက်ချိုးမှာအလောင်းရှက်ပုံထပ်နေတယ်ပလောင်လေးကိုယ်တိုင်တင်ញိုင်းဝင်နေဖြစ်တယ်ဆိုရင်ပုံလေးတစ်ပုံတော့ပြပါလား။ဟင်ပုံလေးတစ်ပုံတော့ပြပါလား။ဟုတ်တယ်လေအမကြည့်လိုက် TNNA နေနောက်ထုံးမှာဟက်ထမဟက်ထလို့သိနေတာငါတို့ online ဘက်ကဆိုစကမ်းတခုတိန်ဟက်ဒီမှာခွေးလောင်းနေဘလို့တွေ့ရမှာငါဟဲ့လူပဲပြရမှာအဲ့ဒါမျိုးတပုံတော့ပြပါလားရှင်းမှာဖုံးထောင်ပြီးတော့ပောက်ပန်းလေးစက်ပါစက်ထဲရှာရိုးမရှိနိုင်ပြောလာတာလူတိုင်းပြောတတ်တယ်ဟုတ်လားမလားနော်တိရအဲ့ဒါလူတိုင်းပြောတတ်တယ်အဲ့တော့ကိုယ်တက်တမနာနေဦးထပ်ပြောထပ်ပြောအမရှိစီရင်မဟုတ်တော့ဒါမှမဟုတ်ပြောတာရှိပြီးသူဆက်စီရင်နဲ့မန္တလေးကိုတိမ့်မယ်နောက်ထပ်အောင်ဆက်စီရင်နဲ့မန္တလေးကိုတိမ့်မယ် ဲ့ဒီလိုမျိုးဒီလိုမျိုးတော်တော်ပြောကြတယ်။ဆိုတော့ဒီဆွေပေသောဆစ်စင်ကြီးရောနန်းထိုက်အောင်ဆစ်စင်ကြီးကိုရှမ်းမဆစ်စင်ကြီးကိုဒီတော့ဘာမှဖိတ်ပြီးထွေးထူးမပြောချင်ပေနဲ့။ခင်ဗျားတို့ကဒါကြားမဲ့စိတ်ချွတ်တာချွတ်မဲ့ပုံမပေါ်တော့ပြောချင်ပေနဲ့။လက်ရှိတို့ပြောမပုတုကတော့မချွတ်ခင်တည်းကကျွတ်နေတာတူတာ။ဟုတ်လားမလား။ခင်ဗျားတို့ကတော့ဒါကြားမဲ့စိတ်ချွတ်တာမကျွတ်ဘူးဆိုတာ။မပုတုကတော့မချွတ်ခင်တည်းကကျွတ်နေတာတူတာ။ဟုတ်လား။ကိုယ်ငန်းဆောင်ရမယ့်ဆစ်စင်ကြီးဆိုတာကပြီးမှမှနေနေတဲ့ကိုယ်ငန်းဆောင်ရဲ့အကုန်လုံးဒုက္ခတွေရောက်သွားကြတယ်။ပြီးမှမှကောင်းကောင်းကောင်းဝင်လှုပ်ရှားနေတဲ့ကိုယ်ငန်းဆောင်ကိုယ်ကထိတ်ကျင်းရတာ။ တွားရတွားတာလာတာနောက်ကျောင်းမလုံးနဲ့ပေါ့ကျောင်းမှာကြောက်တယ်။အညာမှာရှိဖြစ်တဲ့အတွက်နော်ရန်ကုန်ကိုပြေးလာရဲမန္တလေးကိုပြေးလာရဲပြေးလာရဲရန်ကုန်မှာပြေးလာရဲမန္တလေးမှာနော်အိမ်ငန်းနေဖို့ပတ်ပုံတွေတွားပြန်ပြီးတကောင်ရှင်းပြမယ်။ကိုမင်းဆောင်ဖြစ်နေတယ်ဆိုရင်အဲ့ဒီလိုတည်းရဲ့နေထိုင်ရင်နောက်ကျောင်းမလုံးပေါ့ဖြစ်လာတယ်။အလောက်ကတွားလျှောက်မယ်။ဥပမာအညာသူလေးတွေစက်ရောင်လုံးရောတွားပြီးလျှောက်မယ်။အညာသားလေးတွေအလုံးငန်းခွင့်ဝင်မယ်။ပတ်ပုံတွေကြီးလိုက်တယ်ကိုမင်းဆောင်ဖြစ်နေတယ်။အဲ့ဒီလိုလူမျိုးကိုဘယ်အလုံးငန်းရှင်ကအလောက်ခံလဲ။ လိုလုပ်နေတာကအမေဆောင်မဟုတ်ဘူးနေတိုင်းတဲ့လူတွေကိုအလုပ်မဖတ်ဘူးဆိုလို့ရှိရင်ခမားတို့ကဟာဘာဖြစ်တယ်ညာဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်တယ်ဆိုပြီးတော့မကောင်းပြောကြအောင်လေအမေတကယ်တော့အဲ့ဒီကိုအမေဆောင်မဟုတ်ဘူးနေတိုင်းဆောင်လာတဲ့လူတွေတွားရေးလာရင်အနေအကျက်တေးချက်ဖြစ်အောင်ခမားတို့ကလည်းမှတ်ကောင်ထားအောင်မယ်ဟမ်မှတ်ကောင်ထားအောင်မယ်ဟုတ်လားဟမ်နေမေကဖာခံလို့နေဖာတယ်ဖြစ်မလားငါမင်းမေနော်စကပုံရိုင်းတော့ sorry ဒါပေမဲ့နေတို့တွေကအဲ့လိုပွင့်ပွင့်ပွက်ပွက်ဝင်းလေးလေးမြင်အောင်ပြောနိုင်မှာဟုတ်တယ်နော်နေမေကလမ်းထွက်ပြီးဖာဖာထွက်ခံတယ် เนาะတစ်ချောင်းနှစ်ထောင်နဲ့ဟုတ်လားအဲ့ချိန်မှာနေရာနဲ့ညနေမှာထော်ရောနေကိုလည်းဖားတယ်ဆိုပြီးချလို့ရတယ်မရဘူးလေနေမေဖားခန္ဓာခန္ဓာပဲတဲ့နေမခံနေကိုနေကနေဖားတယ်မဟုတ်ဘူးလေအဲ့လိုပဲလေသူ့တူကိုမြင်းသောစစ်စင်သူ့တူတိုက်ရအောင်တိုက်တယ်ဘာဆိုင်နေဟမ်အဲ့ဒါကိုကိုအမှန်တကယ်ဆိုမင်းတို့စစ်တပ်ကတိုင်းပြည်အတွက်တကယ်ပြည်သူအတွက်စစ်တပ်ဆိုရင်အဲ့လိုမျိုးခွဲခြားမှုလုပ်လာတဲ့လုပ်ငန်းရှင်တွေကိုအရေးကြီးပါပါရှင်းရှင်းလေးမင်းတို့ကိုနိုင်ကိုတဲကတမန်တမန်မဲ့ဆိုတာနဲ့တရားမျှတမှုကိမဲ့နေတဲ့အဖွဲ့အစည်းဆိုတာအဲ့ဒါမင်းတို့ကိုလည်းပေါ်ပြတာရှင်းလားငါပြောတာမှန်လား ဒါမင်းတို့နေတိုင်းပြည်ပြည်သူအတွက်လုံထုံနှွေးနှွေးမှုကိုပေးတဲ့အဖွဲ့အစည်းတရက်ဆိုရင်ခင်ဗျားကပြောသလိုပဲတူမိဖာခန္ဓာတူတမီးနဲ့မဆိုင်ဘူးဆိုတော့ကွဲပြားစွာကြည့်မှုလုံထုံနှွေးနှွေးမှုကိုမင်းတို့ဖန်တီးပေးနိုင်ရမယ်။ကိုမြင်ဆောင်မလို့အညာလူမလေးမလို့စက်ရုံကအလုံးမခံဘူးဆိုရင်ဒါဟာရာဇဝတ်မှုမြောက်တဲ့အရာလေ။ဟမ်ကွဲကြဆက်ဆံပြီးတော့လုပ်ခွင့်ရှိလား။ဟမ်ဥပဒေကြောင်းရရှိလား။အေးအဲ့ဒါပဲ။အဲ့တော့နေတော့ကိုနိုင်ကိုတည်းကမတရားလုပ်တယ်လို့နေတော့ဝန်ခံနေတာ။ နင်တို့တည့်ရတဲ့တန်းနဲ့နင်တို့ထောင်လောက်ထားဆိုတန်းမဆိုင်ဘူးဟုတ်တယ်မလားအဲ့လိုပါဇက်ကလောက်လို့ရရင်ငောက်လူကထိရမယ်ဆိုရင်ယူနေတာလို့ဟုတ်လားငါပြောလို့အဲ့လိုထိသေးဆိုရင်မပုတုအမေအခါနှုတ်ရှင်မပုတုလည်းဖားတယ်ဖြစ်တာမဆိုင်ဘူးမပုတုအမေကတုခိမှတုဖားခံတာမပုတုခိမှဖားခံစရာမလိုဘောမှလစားလို့ထမင်းဝတယ်ဆိုရင်ခံစရာမလိုဖားတယ်ဖြစ်ဘူးလေဟုတ်တယ်နော်ရှင်းရမလားဥပမာဥပမာပြောပြရမှာဟိုညိုင်းဝိုင်းတော့ sorry ပဲဘာလို့ဆိုအဲ့လိုမျက်စိကကွင်းကွင်းပေါက်ကမြင်အောင်ဥပမာပေးမှာနေတော့နားလေဟုတ်တော့အဲ့ဒါလောက်ဆိုရင်ကိုမြင်းဆောင်ဖြစ်တိုင်း နှိမ့်လို့မရအောင်ဆိုတော့သဘောပေါက်လာလက်ခံလာလက်မမခံဆိုနောက်တစ်ခါဖြတ်ချင်းပြရမယ်သိလားအကျန်နောက်တစ်ခါပြန်ပြောတခြားနာမည်ပေးတာမျိုးကျွန်မရမ်းမရှိသေးရင်ခင်ဗျားတို့နာမည်ပေးတယ်တိုက်စီရမရှိသေးရင်နာမည်ပေးတယ်နောက်တစ်ခါဆိုဘယ်လိုဖြစ်နေတော့တော်နိုင်ရင်ဆက်ပြီးသူကိုတိုက်တယ်အခုပြန်ပြောင်းဆက်ဆက်ရှိတယ်အဲ့ဒီအညာကနေဖိတောင်းနေထိုင်လာတဲ့လူတွေအိမ်ငှားနေပုံတော့မှာ ကြောတခဲတာနေရနှားနေပို့တာကိုမီးဆောင်ဖြစ်နေတဲ့အခက်ခဲဖြစ်နေတယ်။ဟုတ်လားဆိုရင်မက်ကုတို့မေးဖားခိုင်းမက်ကုတို့လည်းအော်လို့ဖြစ်တာ။ဒေါက်ဆောင်မှုရှိဖို့အလုတ်ကန်ခွင့်လဲရှာရင်တော့မှမက်ပုံလင်းကကိုမီးဆောင်တိုင်ထားရဆိုပြီးအလုတ်ကန်ခွင့်လဲနေလိုက်တယ်။ဒီလိုမျိုးကိုမီးဆောင်တွေကိုလုံငန်းရှင်တွေကအလုတ်မပေးဘူးဆိုရင်လုံငန်းရှင်တွေအမှားမဟုတ်ခဲနဲ့အဲ့ဒီကိုမီးဆောင်အကုန်လုံးဒုက္ခရောက်အောင်ကိုမီးဆောင်ဆစ်စင်ကြီးလို့နာမည်ပေးထားတယ်အကြံဖန်သမားကြီးကြောင့်ဖြစ်တယ်။လေတော့လေဒရမ်ဗျူတကယ်တော့အဲ့ဒီရုပ်မှန်မှုကိုလုပ်ငန်းရှင်တွေကလှုပ်တာမဟုတ်ဘူးနေတော့ခွေးမျိုးတွေကိုယ်တိုင်လှုပ်တာ နော်ကိုမြင်းဆောင်တို့ငါမြင်းဆောင်တို့စသဖြင့်နော်ဘသူတွေကိုလက်မခံပါနဲ့မှတ်ပုံတင်အောင်ဘလို့စစ်ပါဘလို့ရစ်ပါစသဖြင့်လှဲဝဲညွန်ကြားအမိုက်ကိုနေတော့ခွေးမျိုးတွေထုတ်ပြီးတော့အဲ့ဒီပြည်သူတွေဒုက္ခရအောင်လုပ်တာသူကသူကိုမြင်းဆောင်စစ်စင်မကလို့60မြင်းဆောင်စစ်စင်ဖြစ်ဖြစ်သူကသူစစ်တိုင်းအောင်တိုက်တာအဲ့ဒါတုတ်ကြောင်းနော်မင်းတို့တတ်မှတ်ထားတဲ့ကိစ္စကိုမကျူးလွန်ဘူးမဆိုင်ဘူးလေဒါကိုနေတော့ကာဝယ်ဆောက်ချောက်အပြင်နေတော့ကသူအမိုက်ထုတ်ပြီးတော့တော်လန်တော်လန်ရင်းနဲ့ပြည်သူတွေကိုနေတော့ရန်တိုက်ပေးတာ သိလားအဲ့လိုကလေးကချစ်တယ်လုံးလုံးမရတော့ဘူးဒီနေ့ခင်မှာမပူတူသိလားနေမေဖားတယ်ဖြစ်လာတဲ့နေမှာဖားတယ်အော်တိုဖြစ်ရင်လို့ငါမေးစီးစီးလေးနော်အဲ့တော့ပြောချင်တာကသိလားကိုမင်းဆောင်စစ်စစ်ရေးကြစိတ်ရောလုံးတွေအိမ်ကြီးမကားဘူးဆိုရင်မပူတူအမေဖားတယ်မကြီးကြောင့်မပူတူကဖားတယ်ဖြစ်တယ်လို့လက်ခံလိုက်ကြတူတူပဲနော်အဲ့တော့ငါပြောတာမှန်လားစဉ်းစားကြည့်ကွသိလားဒီနေ့ခင်မှာအဲ့လိုဗရိတ်နဲ့မရတော့ဘူးအဲ့လိုအကွက်တွေနဲ့လေလူလူကိုလှည့်ပြောင်းမလုပ်နဲ့နေတော့ရဲ့ရင်တော့ရဲ့အတိတ်တရားကလေကိုပဲတိတယ်ကိုပဲတတ်တယ် ိုပဲလဲတယ်နော်ဒီပြည်သူတွေကစပ်ပေါ်တယ်ငါတို့ပြောလိုက်ရင်ယုံတယ်ဆိုတဲ့အသွေးကိုနေတော့ဘောယုံဒီဘောမနဲ့အုပ်စုတအုပ်စုကအခုချိန်ဒီလက်ကင်ထားတာဒါကြောင့်မလို့နေတော့စပ်ပေါ်ဖြစ်နေတာစပ်ဆက်နေတယ်မရှိကြဘူးသိလားဒီနေ့ကပြည်သူကိုနေတော့ရှော့တော့တယ်လူတွေအားလုံးကဒါမျက်စိတွေပွင့်သွားပြီးစဉ်းစားတွေးခေါ်ညာနိုင်တဲ့ဉာဏ်တွေရှိတယ်သိလားနေတော့အဲ့လိုမျိုးလုပ်လိုက်လို့ဘာလဲနေတော့စိတ်ထဲမှာဟုတ်တယ်ငါတို့အညာပြည်သူနဲ့တော်လန်ရင်နဲ့တွေးခွဲသွားမယ်ပေါ့ဟုတ်လားခင်ခံလိုက်အမဟုတ်ကော်တောင်းကနေပူတာအုပ်တီစုံချင်းစံချင်းအမကော့ကော့ကြီးခံလိုက်တိလားအဲ့ဒါမရဘူးဒဲပြောတာ